ဆုံးပဲမင်္ဂလာပါဒီပြိုလေးမှာကျွန်တော် share link လုပ်ပေးချင်တာကတော့ကျွန်တော်တို့အခုလိုမျိုးပေါ့နော်ကိုဖန်တီးတဲ့ဗီဒီယိုလေးတွေကို scale ကြကြဖုန်းပေါင်လေးတွေနဲ့ထည့်တွင်းချင်တယ်ဘယ်လိုမျိုးထည့်တွင်းရလဲလို့တောင်းဆိုတဲ့မိတ်ဆွေတွေအတွက် share link လုပ်ပေးချင်တယ်အဲကျွန်တော်ပထမရက်ကပေါ့နော်ကျွန်တော်ရဲ့ page လေးမှာကျွန်တော်တင်ပေးထားတာရှိတယ်အဲဒီလိုမျိုးအသုံးပြုဖို့အတွက်ပေါ့နော်အဲဒီမှာ green screen နေနဲ့၃ခုကျွန်တော်ဖန်တီးပြီးတော့တင်ပေးထားတာရှိတယ်တချို့ညီလေးတွေကဒါကအခုဘာအတွက်၃ရတာလဲဘယ်လိုမျိုးအသုံးပြုရတာလဲပေါ့နော် အအသုံးပြုပုံပြုနည်းတွေကို sharing လုပ်ပေးပါလို့တောင်းဆိုတဲ့အတွက်ကျွန်တော်မျှဝေပေးခြင်းနဲ့အဒါလေးတွေကကျွန်တော်တို့ video edit ပြီးဖြတ်တဲ့နေရာမှာပေါ့နော်အခြေခံမရှိတဲ့လူတွေအတွက်လုံးဝကို scale ကြကြအသုံးပြုတတ်ရအောင်ပေါ့နော်အကျွန်တော်ကိုယ်တိုင်ဖန်တီးထားတာပေါ့ဒါလေးတွေကလည်းဘယ်နေရာမှာလည်းမရှိဘူးကိုယ်ပိုင်ကိုယ့်ရဲ့စိတ်ကြိုက်ပေါ့နော်ဒါ edit လုပ်ပြီးတော့ဖန်တီးထားတာပါ okay ဒီနေ့ဒါလေးကိုဒါဘယ်လိုမျိုးအသုံးပြုရလဲဆိုတာလေးကိုကျွန်တော်မျှဝေပေးချင်ပါတယ်အသုံးပြုဖို့အတွက်လည်းကျွန်တော်ရဲ့မိချက်ကတော့ကိုကျွမ်းကျင်တဲ့အဲ့နဲ့ဒါအက်ဒစ်လုပ်ပြီးတော့အသုံးပြုလို့ရတယ်နော် အကက်ကက်အဲ့ရမှာမဟုတ်နော်ကျွန်တော်ရေးမရှိဘူးကိုကျွမ်းကျင်တဲ့အန်နဲ့အသုံးပြု Okay ဒါဆိုရင်ကျွန်တော်ကက်ကက်အန်နဲ့ပြပေးမယ်အကက်ကက်ထဲကိုဝင်ဝင်ပြီး new project ကိုနှိပ်အနှိပ်ပြီးဒီနေရာမှာဗီဒီယိုတစ်ပုဒ်ဖိုင်ဒီမှာဖြစ်တဲ့အတွက် background လေးအသုံးပြုတော့ကအကောင်းဆုံးပေါ့နော်ဒါဆိုရင် background သုံးမယ် background ကကျွန်တော်ကမရှိတော့ကျွန်တော်ဒီပန်းပွင့်ပဲထည့်လိုက်မယ်နော် Okay ဒါဆိုရင်ကျွန်တော် background ထည့်လိုက်ပြီ background ထည့်ပြီးနည်းနည်းလေးကျွန်တော်ဆွဲလိုက်မယ်ပေါ့နော်နည်းနည်းလေးရှည်သွားအောင်ဆွဲလိုက်မယ် โอเคဒါဆိုရင် background ရသွားပြီ background ရသွားပြီဆိုရင်မယ်လေဗီဒီယိုတစ်ပုတ်ဖန်တီးမယ်ဆိုရင်ကျွန်တော်မျိုးဆိုကဘယ် platform မှာကိုကတင်ပါလဲပေါ့နော်ဒါလေးတခုတော့ရွေးချယ်ရတယ်ရွေးချယ်ဖို့အတွက် site ကလေးချိုးရတာပေါ့နော်ဗီဒီယိုရဲ့ site ကိုချိုးဖို့အတွက်ဒီအောက်ဘားလေးကိုနှိပ်မလေးတောက်ဆိုတဲ့ reach ချိုးလေးကိုနှိပ်ဒီနေရာမှာကျွန်တော်မျိုးဆိုကဘယ်မှာအသုံးပြုမှာလဲအဲကျွန်တော်က short video တွေနဲ့အသုံးပြုမှာတော့အဲကျွန်တော်တို့အဲ TikTok မှာအသုံးပြုမှာဒီပါပေါ့နော်ဟာကြိုက်တဲ့ဟာကိုကိုကရွေးချယ်တယ်ပေါ့နော် reach ချိုးကတော့အဲကျွန်တော်က TikTok အတွက်ပြပေးမယ် TikTok ကနှိပ်မယ်66 reach ချိုးကိုနှိပ်မယ် အဲတစ်တော့ကနှိပ်ပြီးတော့အမှန်လေးကျွန်တော်ချစ်ပေးလိုက်မယ်ဒါဆိုရင်ရေချိုးလေးရသွားပြီအဲ background လေးရသွားပြီပေါ့နော်ရေချိုးလေးရပြီ background လေးရပြီဆိုရင်ဒီနေရာမှာဒါကျွန်တော်တို့ confirm မဲ့ video လေးတွေကိုထည့်မယ်ပေါ့နော်အဲဒါဆိုရင် over လေးကိုနှိပ်မယ်အပောင်း black ကိုနှိပ်မယ် confirm မဲ့ video တစ်ပုဒ်ကိုထည့်မယ်အဲဒီညီမလေးပေါ့နော်အဲသူ့ရဲ့ video လေးကိုဒါကျွန်တော်ဖန်တီးမယ် okay ဒါဆိုရင် video တစ်ပုဒ်ကဒီတိုင်းညာတိတ်မလှဘူးပေါ့နော်အမလှတဲ့အတွက်ပေါ့နော်ကျွန်တော်အရှိမဖန်တီးပေးထားတဲ့ green screen ဖုံးပေါင်လေးပုံလေးရှိတယ်အဲ့ဒါလေးတွေကလိုအပ်ရင်အဲ့ဒီပေးမှာသွားပြီးတော့ download ဆွဲပြီးပေါ့နော် โอเคလိုအပ်တဲ့မိတ်ဆွေတွေပြောတာပေါ့နော်โอเคဒါဆိုရင်အဲ့ဒီဟာလေးကဘယ်လောက်ထိကျွန်တော်ရဲ့မိတ်ဆွေတွေအထောက်အကူပေးနိုင်လဲဆိုတာလေးပေါ့နော်အကျွန်တော် edit ပြမယ်ဒါဆိုရင်အပေါင်း plug ကိုနှိပ်မယ်အခုအရှိမကျွန်တော် edit လုပ်ထားတဲ့ green screen လေးတစ်ခုကိုကျွန်တော်ယူလိုက်မယ်ဒါလေးကိုနှိပ်မယ်ထည့်လိုက်မယ်โอเคဒီလိုလေးဖြစ်သွားပြီပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကဒီတိုင်းလေးကကြိုက်လားမကြိုက်ဘူးဆိုတော့အပြည့်ပြောင်းလက်လေးနဲ့ဒီလိုမျိုးကြီးလိုက်အဲဒီလိုမျိုးလေးပေါ့နော်အဲကြဲလိုက်ပေါ့နော်အလုံးကပြည့်ဖြစ်သွားโอเคအဲ့ဒါဆိုရင်ကျေလို့ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုရင်အောက်ကခုနကထည့်ထားတဲ့ဗီဒီယိုလေးတစ်ပုဒ်ရှိသေးတယ်နော် အဲ့ဒီဗီဒီယိုတွေကပျောက်သွားတယ်ပေါ့နော်ပျောက်သွားတယ်ဆိုရင်ဒါသူ့ကိုအဲကျွန်တော်တို့ကအဲ့ဒီဖုန်းလေးကိုထည့်မှဖြစ်တယ်တော့ပေါ့နော်အခုထည့်လိုက်တဲ့အဲတိုင်လန်ကကျွန်တော်ဖန်တီးတဲ့ဒီအစိမ်းရောင်ဗီဒီယိုဗီဒီယိုဖိုင်ကိုပေါ့နော်တစ်ချက်နှိပ်လိုက်လက်ကလေးနဲ့နှိပ်လိုက်ပေါ့နော်အဲ့နှိပ်လိုက်ထိလိုက်ထိလိုက်ရင်ဒီလိုမျိုးလေးအဖြူအစင်းလေးပေါ်သွားပေါ်သွားလို့ဆိုရင်ဒီအောက်ကဘားမှာဆွဲလိုက်အောက်ကဘားကိုဆွဲဆွဲပြီးတော့ဒီမှာလူပိုလေးနဲ့ရှိတယ်မဟုတ် remove bg ပေါ့နော်တချို့ကြတော့လေ bg background ဘလို့ရေးတိုင်းမှာဖုန်းကတောင်းတောင်းနဲ့မတူဘူးပေါ့နော်ဒါပေမဲ့ remove bg ပေါ့နော် background remove လာဒါမျိုးတွေတောင်းတောင်းနဲ့ပေါ်နေတယ်ပေါ့နော် အဲ့လိုမျိုးလူပုံလေးနဲ့ရှိတဲ့အဲ့ဒီညာလေးကိုအချက်နှိပ်အနှိပ်ပြီးရင်ဒီလိုမျိုးလေးပေါ်နေပေါ်နေဆိုဒီဘက်မှာကျွန်တော်တို့ကခုံအခုံမှာကီးပေါ့နော်အဒီမှာကျွန်တော်များပြထားတဲ့အဲ၃ခုနေရာလေးပေါ့နော်အဲ့ဒီညာလေးကိုနှိပ်အနှိပ်လိုက်ရင်သူကဒီလိုမျိုးလေးပေါ်သွားတယ်ပေါ်သွားဆိုဒါလေးကိုကျွန်တော်မျိုးဆိုလက်လေးနဲ့သွားအရွေလေးတစ်ခုလုပ်ပြီးထိလိုက်ပေါ့နော်အဲဒီလိုမျိုးလေးပေါ့နော်အဲနည်းနည်းလေးဆွဲလိုက်ဆွဲလိုက်ရင်ဒါဆိုရင်အစိမ့်ကပြောက်သွားတယ်သူကပေါ်လာဒါဆိုရင်ဒီအနားလေးတွေမှာအစိမ့်လေးတွေကကြံနေသေးလားကြည့်လိုက်အဲမကြံဘူးဆိုတော့လည်းလုတ်စရာမလိုဘူးပေါ့နော်တချို့ကြောက်တယ်ကြံနေတယ် okay ကြံနေတယ်ဆိုရင်ဒါလေးတွေကအကျက်လေးလုတ်လိုက်ရတယ်နော်အဲဒါလေးတွေကအကျက်လေးလုတ်လိုက်မယ်အဲဒီတန်လေးပေါ့နော်အကျက်လေးလုတ်လိုက်အဒီအောက်က plus ဆိုတာတော့တော့မလုပ်နဲ့နော် plus ကျတော့ဝယ်မရမှာဟုတ်အဲ plus လုတ်ထားပြီနော် export ထုတ်တဲ့ခါကျမထွက်ပဲနေမယ်နော် okay plus တော့မလုပ်နဲ့ဒီနဲ့ကြောင်းမရမယ်နော်အဲဒါလေးနည်းနည်းချိန်လိုက် okay ကြိုက်ပြီကြိုက်ပြီဆိုရင်အစိမ်းလေးပျောက်သွားပြီဆိုရင်အမှန်ချစ်ပေးလိုက် okay ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုဖွင့်ကြည့်လိုက်မယ် okay အဲ့ဒီလောက်ကိုလွယ်တယ်ပေါ့နော်ဒါကြောင့်အဲကျွန်တော်အရှိမပါပေါ့နော်အခုလိုမျိုး green screen လေးနဲ့ကျွန်တော်ရင်းမရှိဗီဒီယို editing အတိဖက်တဲ့နေရာမှာအခြေခံနေတဲ့မိတ်ဆွေတွေတော့ဗောနော်အလွယ်လေးထည့်လို့ရအောင်ဒါကျွန်တော်ဖန်တီးပြီးတော့တင်ပြထားတာပါအဒီ site ရင်မှာမဟုတ်ဘူးเนาะကျွန်တော်ရဲ့မိတ်ဆွေတွေလိုအပ်တယ်ဆိုရင်ကြိုက်တဲ့ site ကြိုက်တဲ့ ratio ကိုပြောလာပါကျွန်တော် update လုပ်ပြီးတော့ကျွန်တော်ရဲ့ page ဒီမှာကျွန်တော်တင်ပေးပါမယ် okay ဒါကဒီလိုမျိုးလေးဗောနော်ဒီလိုမျိုးလေးကဒါဆိုရင်ကိုယ့်ရဲ့အယုတ်ကလေးလက်မောင်းလေးတယ်သူ့ရဲ့လက်မောင်းလေးနည်းနည်းပျောက်နေတယ်ဗောနော်အဒါလေးလေးတော့ကွာနည်းနည်းအချက်သွားလို့လို့ရတယ်အဲ့အဲ့ဒါဆိုရင်အဲ့ဒီကဗီဒီယိုမှာ၃ခုရှိတယ်နော်အလဲမှာအဲ့ဒီတူဗီဒီယိုလေးကိုတစ်ချက်ဖြည့်လိုက်ပါနော် အထိလိုက်ပြီးတော့ဒါတွေကကျင်းလို့တည်းရသွားတယ်နော်အဲဒီလိုမျိုးကျဲလို့လည်းရသွားတယ်ကျက်လိုမျိုးပေါ့နော်အဲဒါကတော့သူ short video တွေကြတော့ TikTok ကစားတာကြတော့သူရိုက်တဲ့နေရာမှာဖုန်းနဲ့ကတ်တယ်ဆိုတော့သူ့ရဲ့လက်မောင်းတွေပြက်နေကြပေါ့နော်တကယ်တမ်းကကျွန်တော် TikTok ပဲကစားစားဘာပဲလုပ်လို့ပေါ့နော်အဲဗီဒီယိုရိုက်တဲ့နေရာမှာအနည်းဆုံးတက်လန့်ကွာကိုရိုက်ပါဖုန်းနဲ့ကိုယ်နဲ့တက်လန့်ကွာထားပြီးရိုက်အဲ့ဒါတကူလုံးပေါ်တယ်ပေါ့နော်တကူလုံးပေါ်အောင်ရိုက်ပါဒါဆိုရင်ဗီဒီယိုတွေ edit တဲ့နေရာမှာလည်းလှတယ်အဲကိုတက်တော့မှကပြရင်လည်းလှတာပေါ့နော်အခုဆိုလက်ကြည့်ရဟိုနေရပျောက်တယ်ဒီနာပျောက်ဖြစ်တယ်ပေါ့နော်โอเคအဲဒီလိုမျိုးလေးပေါ့နော် ဲဒါဆိုရင်ကျွန်တော်တို့ဗီဒီယို edit လုပ်တဲ့နေရာမှာအခြေခံအဲလုံးဝနဲတဲ့မိတ်ဆွေတွေတော့ပေါ့နော်ဒါလွယ်လွန်းတကူဒါကျွန်တော်တို့ကောက်စားယူမယ်ပေါ့နော်ကောက်ပြီးထည့်ယူမယ်ပေါ့နော်အဲဒီနေ့ကခုနတောက်ဒီပို့နေတာတို့အဲချို့ဒီနေ့အချွန်ထွက်ဒီပို့နေတာတို့အတချို့တော်တော်များများဖန်တီးရတဲ့ဗီဒီယိုမြင်ဘူးမှာပေါ့နော်အဲတောက်ချွန်ကြီးနေပို့နေတာထွက်နေတာတရားဒီပေါ့နော် edit scale ကအဲဗီဒီယိုတပုတ်ကိုဖန်တီးရဲဆိုရင်လည်းလုံးဝ upload မဆန်တာတော့မဟုတ်နော်အခြေခံသဘောတရားနေနဲ့ကြည်တာရှုတာဖြစ်အောင်ဗီဒီယိုတပုတ်ကိုဖန်တီးပြီးတော့ဝင်ဝင်များများရှာပါ ဟုတ်ကဲ့ပါအဲဒီပြူလေးကတော့ဒီလောက်ပါပဲအဲဒီလိုမျိုးအဲကျွန်တော်ရဲ့မရှိကိုကြိုက်တဲ့ background green screen လိုချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ပေးအောင်ပါလာပြီးတော့ command လေးနဲ့မှန်းပြီးတော့အဲတောက်ယူရပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်